တ ত্ত্ব ဝါတွေထဲမှာလူသားဟာတန်ဖိုးရှိဆုံးလို့ကြားဘူးတယ်နော်။ဘာကြောင့်လူဝါကြီးကိုတန်ဖိုးရှိတယ်လို့ပြောရသလဲ။လူဝါကြီးမှာအင်မတန်ထူးခြားတဲ့အခွင့်အရေးရှိတယ်။အဲ့ဒီအခွင့်အရေးကဘာလဲဆိုတော့ကိုကိုကိုရှင်ရဲကလွတ်အောင်ယုံကံနိုင်ခွင့်ရှိတယ်။ဘလောက်ပဲရှင်ရဲပါတယ်ပြောပြောအဲ့ဒီရှင်ရဲကလွတ်အောင်ယုံကံခွင့်ရှိတယ်။ပြီးတော့ကိုကိုကို ချမ်းသာအောင်လှုပ်ပေးလို့ရတဲ့အခွင့်အရေးရှိတယ်။နှစ်ချက်နော်။လူဘဝရဲ့တန်ဖိုးဟာဘာလဲဆိုရင် ဆင်းရဲကလွတ်မြောက်အောင်ယုံကံနိုင်ခွင့်တဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ကို ချမ်းသာအောင်လှုပ်ပေးနိုင်ခွင့်တရားမတော်ဥစဉ်တို့ကိုယ့်ကိုယ်ကိုဓာတ်တဲ့ချမ်းသာအောင်လှုပ်လို့ရတယ်လှုပ်ပေးလို့ရတဲ့အခွင့်အရေးရှိတယ်တတ္တဝါတိုင်းတတ္တဝါတိုင်းကိုယ့်ကိုယ်ကိုချမ်းသာအောင်လှုပ်လို့မရဘူးတတ္တဝါတိုင်းဒီအခွင့်အရေးရတယ်လို့မထင်နဲ့နော်အပေပုံသားတွေမှာဒီအခွင့်အရေးမရှိဘူးဆင်းရဲနေတယ်ဆိုလဲအဲ့ဆင်းရဲကတို့လွတ်အောင်လုပ်လို့မရဘူး။ဒါတဲ့တို့ပို့ပြီးတော့ချမ်းသာအောင်တို့မှလုပ်ပိုင်ခွင့်သိပ်ပြီးတော့မရှိဘူး။ ဒကာသမားတို့ဥစဉ်တို့မှာဆင်းရဲနေတယ်ဆိုရင်လည်းပဲအ ਨੇ ဆုံးကိုယ့်ရဲ့စိတ်အမြင်ကလေးကိုပြောင်းပြီးတော့တတ်တာအောင်လုပ်လို့တော့ရတယ်။တတ်ထပ်ပို့ပြီးတော့ချမ်းသာအောင်ကိုယ်လှုပ်ချင်တယ်ဆိုရင်နီလန်းကိုကိုယ်ရှာပြီးတော့လုပ်မယ်ဆိုရင်မရဘူးလား။ရတယ်။အဲ့တော့လူ့ဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒါလိုဆင်းရဲကလွတ်အောင်ချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်ကိုယ့်ကိုယ်ကိုလှုပ်ပေးနိုင်ခွင့်ရှိတဲ့အခွင့်အရေးတည်ပင်လဲအဲ့ဒါလူ့ဘဝရဲ့တန်ဖိုးပဲ။ ခုတက္ကသမတို့ဦးဇင်းတို့အဲ့ဒီအခွင့်အရေးကိုဒါအသုံးချနေတာဦးဇင်းတို့ဖြစ်ဆွတ်ပြီးတော့ပြောနေတာကအဲ့ဒီအခွင့်အရေးဒီပင်လည်းတကယ်တမ်းကတော့တာဝန်ပဲကိုကိုကိုဆင်းရဲကလွတ်အောင် လုတ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်ကိုကိုကိုချမ်းသာအောင်လုတ်ပေးနိုင်တဲ့အခွင့်အရေးရှိတယ်အဲ့ဒီအခွင့်အရေးဒီပင်လည်းတကယ်စဉ်းစားကြည့်ရင်တာဝန်ပဲကိုကိုကိုဆင်းရဲနေတယ်ဆင်းရဲကလွတ်အောင်ဘယ်သူလုတ်ပေးမလဲကိုကိုတိုင်းပဲလုတ်ရမယ်ကိုမှအဲ့ဒီတာဝန်ရှိတယ်ကိုကိုကိုချမ်းသာအောင်လုတ်ပေးရမယ်တာဝန်ကိုမှရှိတယ် ဟုတ်တာပေါ့ကိုကိုကမှချမ်းသာအောင်လုပ်မပေးဘူးကလုပ်ပေးမလို့နော်ဒါကြောင့်ကိုကိုကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်အရှင်ပြည်တဲ့ပြည်အောင်ကိုကိုတိုင်းပဲရုံးကန်ရမယ်လုပ်ရမယ်ထိုင်ကြီးနေလို့မရဘူး